အားလုံးမင်္ဂလာပါကျွန်တော်ကျော်ဘွေးပါကျွန်တော်ဒီတစ်ပတ်ပြောပြပေးမယ့်အကြောင်းအရာတော့ဝေကြီးတက်ပေါင်းရေလျာပဲဖြစ်ပါတယ်။ဘာလို့ဝေကြီးတက်ပေါင်းရေလျာလို့ပြောရတာလဲဆိုရင်ကျွန်တော်အရင်ပြောပြခဲ့တဲ့ဝေကြီးရေလျာတွေကအဲဒီဝေကြီးနဲ့ပတ်သက်လို့ကံကောင်းစီဖို့တော့တက်တစ်ခုတစ်ခုစီပဲကျွန်တော်သုံးခဲ့တာဖြစ်ပါတယ်။အဲခုပြောပြမယ့်ရေလျာကတော့ဝေကြီးတကယ်ကံကောင်းဖို့တော့ အဲ့တက်တွေအားလုံးပေါင်းပြီးတော့ပေးတဲ့ရည်ရဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီငွေချင်းရည်တွေကပိုပြီးတော့အားပြင်းတယ်ပိုပြီးတော့စွမ်းထက်တဲ့ရည်တွေဖြစ်ပါတယ်နော်။အော်ဒီရည်တွေကဘယ်လိုမျိုးလုပ်လို့ရပါတယ်။ဘယ်လိုမျိုးလုပ်မယ်ဆိုရင်လည်းငွေချင်းကံကောင်းမှဖြစ်ပါတယ်။ဒါပေမဲ့တခုတော့ရှိတယ်မိမိရဲ့မူလကံမှရှိတဲ့ငွေချင်းကံပုံပူတီးပြီးတော့မိမိဝင်တဲ့ငွေအနေထားတော့ကွာခြားသွားမှဖြစ်ပါတယ်။ရည်တွေကတော့အရန်တွေပါတယ်။အဲ့ဒါတော့ကျွန်တော်ဒီနေ့အရင်နက်6နာရီကနေ9နာရီခွဲကြနော်။နောက်ဗုဒ္ဓဘုရားနဲ့ ခေါ်နိုင်ခွဲနဲ့9နိုင်ရာเนาะနောက်တစ်ခုကတောက်ကြလေးနဲ့9နိုင်ရက်နေ10နိုင်ခွဲကြเนาะအဲ့ချိန်နေရောက်တာကိုကျွန်တော်တို့ကမလုပ်အောင်လဲဆိုကိုယ့်အင်အားဖျားတာမှုဆိုင်ရဖျားเนาะအဲ့ဆိုင်ရဖျားမှာပေါင်းလေးတွေရည်ထည့်ပြီးတော့အဲ့မှာတပြေရ6ညွတ်36ရွက်နောက်တစ်ခုကပါလဲဆိုဩဇာ4ညွတ်နောက်တတ်တော်လကိုင်းတကိုင်းအဲ့ဒါပေါင်းထည့်ပြီးတော့လူရမှာဖြစ်ပါတယ်ဆိုအဲ့လိုလူနေတဲ့အချိန်မှာဒီဝတ္တပိကာရရတဲ့လူဆိုရင်เนาะဒီဝတ္တပိကာရကိုနှစ်ခေါက် ါဠိလိုကနှစ်ခေါက်ပေါ့နော်အနတ်သိပ္ပယ်တစ်ခေါက်အဲ့လိုရုပ်ပေးမယ်ဆိုရောပူရွဆွမ်းထက်မှာဖြစ်ပါတယ်တကယ်လို့ဒီဝတ္တဝိကာရမရဘူးဆိုရင်တော့အာသနကုံသုံးပါးကိုငါးခေါက်ရုပ်ပြီးတော့ဝေကြီးကံကောင်းပါစေကိုဆုတောင်းမှာဖြစ်ပါတယ်နော်အခုကျွန်တော်ပြီးတဲ့ယေရီယာတွေကကျွန်တော်တို့ဒီအင်္ဂါဝိဇ္ဇာနိယနော်ကျွန်တော်ဒီတက်တွေကိုစုပေါင်းပြီးတော့ရှင်းထားတဲ့ယေရီယာလေးဖြစ်ပါတယ်အမင်းညွတ်နော်သာစီပင်းရကဲနော်အဲ့ဒါတွေကိုကျွန်တော်ပေါင်းပြီးတော့ ပေးထားတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ဒါကြောင့်ငွေကြေးနဲ့ပတ်သက်လို့ကံမကောင်းမှာတော့စိတ်ပူစရာမလိုပါဘူး။တခုတော့ကြည့်ရဲခုနကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကိုယ့်ရဲ့ငွေကြေးကအနေထားမူလဇာတာရဲ့အနေထားပေါ်မူတည်တော့ဝင်တဲ့ငွေအနေထားတော့ကွာခြားသွားမှာဖြစ်ပါတယ်။ဒီနေရာမှာတခုတည်တည်သားမှာဒီရည်ရွယ်ကိုလုပ်နေတဲ့အချိန်တော်တွင်မှာငွေကြေးမဝင်ပဲနဲ့ငွေကြေးနဲ့ပတ်သက်တဲ့ရည်ရွယ်တွေဖြစ်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်တဲ့နောက်ကြောင်ဝင်လာတာခွေးဝင်လာတာအရှိပြီးသားကြောင်ခွေးကတော့ ောတာတော့မဟုတ်ဘူးနောက်တဲ့ငွေနော်ကြောက်အစ်စ်ခွေးအစ်စ်เนาะအဲ့လိုဝင်လာတာဟောကြောက်မြက်ယတနာဝင်လာတာဒါဒါမျိုးလေးတွေဖြစ်တယ်ဗျာဘာလို့လဲဆိုတော့ဒီခြေတရားတဘောကသူကတနေ့လာနာကိုဆွဲခေါ်တတ်တဲ့နော်ဆွဲခေါ်ပေးတဲ့ခြေတရားဖြစ်လို့ဖြစ်ပါတယ်เนาะဒီနေရာမှာကြောက်မြက်ယတနာဝင်လာမှဆိုရင်လည်းဟိုကတံပိုးမရှိဘူးဆိုလက်မခံနဲ့အဲ့လိုလက်မခံဘူးဆိုရင်ကျွန်တော်ကငွေကြီးကံအတော့သူဝင်လာမကံဝင်လာမှာပဲဖြစ်ပါတယ်เนาะအားလုံးခုနှစ်သားသူကြီးမိမိတို့ရဲ့ နော်အခက်အခဲတွေအများဆုံးဆင်ပြေပါစေငွေကြေးနဲ့ပတ်သက်တဲ့ကံတွေအများဆုံးကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်ကျော်ဝင်းမှာ